အိန္ဒိယနဲ့ပါကစ္စတန်ဟာ2019ခုနှစ်ကတိုက်ပွဲဖြစ်ပွားပြီးကတည်းကနှစ်နိုင်ငံစီးရေးဆွမ်းဆောင်ရည်တွေကိုမြင့်တင်ခဲ့ကြတာကြောင့်စစ်ပွဲဖြစ်ပွားနိုင်တဲ့အန္တရာယ်ဟာမြင့်တက်လာခဲ့တယ်လို့စစ်ဘက်ဆိုင်ရာအရာရှိဟောင်းတွေနဲ့စီးရေးကျွမ်းကျင်သူတွေကပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်ပြီးကတည်းကအိန္ဒိယနိုင်ငံကက်ရှမီးယားဒေသမှာစစ်သွေးကြောတွေရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအိန္ဒိယကပါကစ္စတန်ကိုအပြစ်တင်ခဲ့ပြီးတဲ့နောက်အိန္ဒိယဟာစီးရေးရကျူးကျော်ဝင်ရောက်ဖို့ပြင်ဆင်နေတယ်လို့ပါကစ္စတန်ကပြောကြားခဲ့ပါတယ်အိန္ဒိယဝန်ကြီးချုပ်မိုဒီကတိုက်ခိုက်သူတွေကိုရေဆုံးမြေဆုံးလိုက်နှံရှာဖွေပြီးအပြစ်ပေးသွားမယ်လို့ကတိပြုခဲ့ပါတယ်ပါကစ္စတန်နိုင်ငံက တော့အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်မှုမရှိကြောင်းညင်းဆိုခဲ့ပြီးမိမိတို့ကိုတိုက်ခိုက်လာမယ်ဆိုရင်တုတ်ပြန်တိုက်ခိုက်သွားမယ်လို့သတိပေးခဲ့ပါတယ်။ 2019ခုနှစ်ကကရှမီးယားဒေသရှိအိန္ဒိယစစ်တပ်ရဲ့မော်တော်ယာဉ်တန်းပုံခွဲခံခဲ့ရပြီးတဲ့နောက်အိန္ဒိယဟာပါကစ္စတန်နိုင်ငံအတွင်းကိုဝင်ရောက်ကလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။အိန္ဒိယကတော့သူတို့တိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်တွေဟာအကြမ်းဖက်သမားတွေရဲ့စခန်းကြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပါကစ္စတန်ကလည်းအိန္ဒိယကိုတုတ်ပြန်တဲ့အနေနဲ့လေကြောင်းတိုက်ခိုက်ခဲ့ပြီးအိန္ဒိယလေရင်တစ်စင်းကိုပစ်ချခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ1948ခုနှစ်1965ခုနှစ်1982ခုနှစ်တို့ကလည်းစစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီးကရှမီးယားဒေသပိုင်းဆိုင်ရေးနဲ့ပတ်သက်ပြီးနေဆက်ဖြတ်ကျော်ပစ်ခတ်မှုတွေမရေမတွက်နိုင်အောင်ဖြစ်ပွားခဲ့ပါတယ်။ 1990ပြည်နှစ်ကနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ခဲ့ကြတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကကမ္ဘာပေါ်မှာစစ်ပွဲဖြစ်ပွားနိုင်ခြင်းအများဆုံးနယ်မြေတွေမှာပါဝင်နေတဲ့ကက်ရှမီးယားဒေသကိုပိုင်ဆိုင်ကြောင်းနှစ်နိုင်ငံစလုံးကအကြေညာထားကြပါတယ်။လက်ရှိအခြေအနေအရအိန္ဒိယနဲ့ပါကစ္စတန်တို့ကနျူကလ িয়ার လက်နက်တွေအသုံးပြုလိမ့်မှာမဟုတ်ပေမယ့်ကန့်သက်စစ်ပွဲတစ်ခုဖြစ်နိုင်ခြင်းအလွန်မြင့်မားနေတယ်လို့စီးရေးကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။